ပိုင်းတင်မာတွေကိုကျွန်တော်တို့ဖန်ဆားထားတဲ့ရိုမန်ရုပ်ရှင်ဇာတ်ကရိုမန်ပြည်လုံးအားလုံးကတည်ကြတဲ့အမင်းသားပတ်စောကျွန်းတမ်ပလိတ်တွေကမင်းမီဝူဂျီအင်တို့ပါဝင်ထားတဲ့အရှူဝါလီတူမော်တို့ဆိုတဲ့ဇာတ်ကလေးကနဲ့မိတ်ဆက်ပေးမယ်ရိုမန်ဇာတ်ကကောက်ကောက်လေးမှကြည့်ကျင်နေသူဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တော့ဇက်ကလေးကိုရပင်းပလုတ်ကင်ကျွန်တော်ဇက်လန်လေးကြောင်းနည်းနည်းလေးရင်ပြောပြအီကယောင်းတို့နဲ့စော်ဂျီဦးတို့ဟာအသက်20အရွယ်မှာပထမဆုံးအချိန်ပြားစားအဖွဲကလပ်မှာတွေ့ဆုံခဲ့ပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့လမ်းခွဲခဲ့ပြီးတော့အသက်28အရွယ်မှာဒုတိယအချိန် ပြန်တွဲခဲ့ကြပြီမဲ့ထပ်မံလမ်းခွဲခဲ့ကြပြန်ပါတယ်ဒီလိုနဲ့လမ်းခွဲပြီးနှစ်အတော့ကြာပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကိုကန်တရားကတတရားအကျဉ်းထပ်မံတွေ့ဆုံစေပါတော့တယ် ဒီချိန်မှာတော့အီကျောင်းတို့ဟာဒုံအုံးဆိုတဲ့နေရှင်တည်င်းစာရဲ့ဖြော်ပြဌာနမှာတည်နှောက်ဖြစ်နေပြီးတော့သူ့ရဲ့အချစ်ဦးမလေးစော်ကြည့်ဦးကတော့သူစုံစမ်းဖော်ထုတ်နေတဲ့လေမြားကိစ္စရှုပ်တော့ပုံတစ်ခုမှာပါဝင်ပတ်သက်နေတဲ့သူ့ရဲ့ဇနီးတဲ့ဖြစ်နေပါတော့တယ်ဒီလိုရှုပ်တော့ပုံနဲ့တိတ်ကဇက်လန်တွေကြားမှာတတိယချိန်ပြန်လည်တွေ့ဆုံမှုကသူ့ရဲ့ဆက်ဆံရေးကိုဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုဆက်လို့ရှာဖွေကြည့်ရမယ်ဇက်ကပုံစံမျိုးလေးပဲဖြစ်ပါတယ်ဇက်ကလေးကိုကျွန်တော်ကြည့်ပြီးတော့ပြောပြရမယ်ဆိုရင်ဇက်ကလေးကအချစ်ကားဖြစ်တဲ့အတွက် လုံးဝရည်ပြီးမကြည့်ကြပါနဲ့ဇက်ကလေးကရိုမတ်ကားပြီးပြီးအရိုတလိုင်းကိုမှဟာတလေးနေနဲ့ရောပြီးကြည့်ရမယ်ဇက်ကပုံစံမျိုးပေါ့နော်အချစ်ကားဆိုပြီးပြင်းမှုကောင်းတဲ့ကားထဲမှာဒီလိုကားမပါဘူးပေါ့နော်ဇက်အင်တည်ထားတာလည်းတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်အပိုင်းတင်မာဒီကိုကျွန်တော်ကိုဖန်ဆားထားတဲ့ဇက်ကားဆိုလည်းမမားပါဘူးတော်တော်လေးကိုမိုက်ပါတယ်ပေါ့ပေါ့ပွားပွားလေးနဲ့အချစ်ကားကောင်းကောင်းလေးရင်ခုန်စရာကောင်းတဲ့ကားလေးကြည့်ရင်တော့အခုဒီကားကိုပဲသွားကြည့်လိုက်ပါလို့ကျွန်တော်ညှိုးမှန်းခြင်းတယ် နောက်ပြီးတော့မင်းသားပဆူဂျိုဖန်တွေတို့ကလည်းအဆောက်အအုံတန်စီမဲ့အချစ်ကားကောင်းလေးတကားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဇက်ကလေးကိုတော့ဒီစင်မှာ6အနီကထုံးလင်းပြတ်သားခဲ့ပြီးတော့အပိုင်းအနေနဲ့12ပိုင်းပါရှိမှဖြစ်ပြီးတော့ဒီဇက်ကလေးကိုကြည့်ချင်းအပတ်စဉ်စနေတနင်္ဂနွေညတိုင်းမှာကြည့်လို့ရပါတယ်။ဘာမှကြည့်ရမှမသိဘူးဆိုရင်ကျွန်တော်ရဲ့ channel တွေမှာတွားကြည့်လို့ရပါတယ်။ပဲနေနေနဲ့ဆိုရင်လည်း INDB 7.7D ရရှိလာတဲ့ဇက်ကောင်လေးတကဖြစ်ပါတယ်။ဒီဇက်ကလေးကဒီကျွန်တော်ကြည့်နေတဲ့ဇက်ကလေးတွေမှာဒီဇက်ကလေးကနည်းနည်းတော့ မိုက်တယ်ဗျာအချင်းဆက်ကပြီးပြီးဘယ်လိုပြောဒီမင်းသားနဲ့မင်းသမီးစုံတဲ့ခန်းလေးကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်သူတို့ပြောတဲ့စကားလေးတွေကရင်ခုန်မှုကောင်းတယ်ဆိုတဲ့စကားလေးတွေပါတာပေါ့နော်လုံးဝကြည်နေရင်လည်းဘယ်လိုပြောမလဲအချစ်ကဖြစ်မယ်မယ်ဘယ်လိုပပပပလေးဖြစ်မယ်ဘယ်လိုပြောမလဲဟာတက်လေးထည့်ပြီးတော့ကြိုက်တာလားဖြစ်တဲ့အတွက်ချီလို့တော်လေးကိုကောင်းတဲ့စကားဖြစ်ပါတယ်ဘာကကြည့်ရမှမသိဘူးဆိုရင်တော့ဒီကားလေးကိုတော့ကြည့်လို့တော့ကျွန်တော်ပြောပေးခြင်းတယ်။ဘာဖြစ်လို့ကျွန်တော်လည်းအပိုင်းတစ်ကြည့်ပြီးတဲ့နေကိုတော်တော်လေးကိုကြိုက်ပါတယ်ခင်ဗျာ။ဘာလို့မင်းသားပတ်စုံကျွန်းက ကြိုက်တဲ့လူမျိုးလားလားမသိပါဘူးဒီကောင်ကအီတင်ဝင်ကလပ်ဆိုပါတော့မှာလေကျွန်တော်ကကြိုက်ခဲ့တဲ့မင်းသားဖြစ်တဲ့အတွက်ကောင်းပါလေတက်ကြည့်ကြည့်ပါကျွန်တော်အနေနဲ့အချက်ကကောင်းကောင်းလေးကြီးကျင်တဲ့ဒူတွေအတွက်ဆိုရင်တော့ဒီကားလေးကအသင့်တော်ဆုံးကားလည်းဖြစ်ပါလေအဓိကတရုပ်ဆောင်နေနေကတော့အားလုံးကသိကြတဲ့မင်းသားပတ်ဆိုဂျွန်မင်းမီကတော့ Tamley တို့ Harvey တို့စတဲ့ကားတွေကပါဝင်ထားတဲ့မင်းမီဝူဂျင်ကပါဝင်ထားပြီးတော့အခြားနယ်မြေကြီးတရုပ်ဆောင်များတို့လည်းပါဝင်ထားပါတယ် Okay အားလည်းရလီမှာတို့ချစ်သူလေးနဲ့နှစ်ယောက်စက္ကတူကြည့်မယ်ဆိုရင်ဒီကားလေးကိုတွားကြည့်ဖို့ကျွန်တော်ပြောပေးတယ်။လုံးဝအချစ်ကားရိုမန်ကားကြတဲ့လူတွေတော့စက္ကကောင်လေးကဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ Okay ကျွန်တော်အခုပြောပြတဲ့စက္ကလေးကိုဘာမှကြည့်ရမှန်းမသိဖြစ်နေတဲ့လူတွေအတွက်ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ Zee Cinema 123 Zee Cinema 112တို့မှာတွားချီလို့ရပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and share follow လေးလုပ်ခဲ့ပေးကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဒီမှာပြန်လည်းဆုံတွေ့ကြမယ်နော်။